ားပေးမှုကြမ်းတဲ့ဥရောပပြင်ပကဘောလုံးဒါဘီပွဲအားလုံးမင်္ဂလာပါအထာမထားတဲ့ရှားကြားလူ channel ကနေပြန်လည်ပြီးတော့ဂျိုးဆူလိုက်ရပါတယ်ဘောလုံးလောကပြန်ဆိုင်မှုအပြင်းထန်ဆုံးဒါဘီတွေလို့ဆိုလိုက်အင်္ဂလန်ရဲ့ Manchester Derby စပိန်ရဲ့ El Clasico Derby Scotland Oldham Derby တို့ကတော့မပါမဖြစ်ပါပဲဒါပေမဲ့ဥရောပပြင်ပကမတူကွဲပြားတဲ့အသင်းနှစ်သင်းရဲ့ဒါဘီကလည်းစိတ်ဝင်စားစရာဒါဘီတစ်ခုအနေနဲ့ရှိနေခဲ့ပြန်ပါတယ်အဲ့ဒါကတော့မော်ရိုကိုလီရဲ့နာမည်ကျော်ကာဆာဘလန်ကာဒါဘီပဲဖြစ်ပါတယ် ော်ရိုကိုနိုင်ငံအချက်အချာကြာရအကြီးမားဆုံးမျိုးကြီးမျိုးဖြစ်တဲ့ကာဆာဘလန်ကာမျိုးဟာနိုင်မဲတော်မျိုးကံပြိုင်ပွဲအသင်းနဲ့အသင်းဖြစ်ကြတဲ့ရာဂျာကာဆာဘလန်ကာနဲ့ဝီဒက်ကာဆာဘလန်ကာတို့ရဲ့အခြေဆိုင်ရာမျိုးတစ်မျိုးဖြစ်ပါတယ်။ကာဆာဘလန်ကာဒါဘီယာအစိမ်းအောင်တဲ့နီယောင်တွေလွှမ်းခြုံထားတဲ့ဒါဘီဖြစ်ပြီးတော့ဘောလုံးလုံးကပြန်ဆိုင်မှုအပြင်းထန်ဆုံးဒါဘီတွေထဲကတစ်ခုပဲဖြစ်ပါတယ်။ဒီဒီမှာတော့ပရိသတ်များကိုမော်ရိုကိုလီရဲ့တိတိကျဲကာဆာဘလန်ကာဒါဘီဆိုတဲ့အကြောင်းကိုစိတ်ဝင်စားဖို့ရာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကာဆာဘလန်ကာဒါဘီယာ1956 59ခုပြည့် ။ဘောလုံးယာတီတဲကစတင်ခဲ့တဲ့တတန်းစီဒါဗစ်ဟူပဲဖြစ်ပါတယ်။ပရမအောင်စတင်တွေးဆောင်ခဲ့တဲ့နှစ်မှာတော့စိန်အောင်ကိုစားပြုရောင်းလို့တတ်မှတ်ထားတဲ့ရာဂျာကာဆာဘလန်ကာအသင်းဟာဂိုးကုန်းရှိဆွေရလာနဲ့အနီအောင်ကိုစားပြုတဲ့ဝီဒက် ကာဆာဘလန်ကာအသင်းကိုအနိုင်ယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။ရာဂျာကာဆာဘလန်ကာအသင်းနဲ့ဝီဒက်ကာဆာဘလန်ကာအသင်းတို့ဟာစုစုပေါင်းအကြိမ်ရေပေါင်း156ချိန်ထိတွေးဆုံမှုပြီးတော့ရာဂျာကာဆာဘလန်ကာအသင်းက46ချိန်ထိအများဆုံးအနိုင်ရရှိထားရလည်းဖြစ်ပါတယ်။ဒါပေမဲ့အမှတ်ပေးဖလားအောင်မြူမှတ်တမ်းမှာတော့ဝီဒက်ကာဆာဘလန်ကာအသင်းဟာ ရာဂျာသင်းကိုတာရနေခဲ့ပြီးတော့စူပလာအောင်မြင်မှုရတော့နာတပြားတာနေခဲ့လို့ပြောလို့ရပါတယ်။အာဖရိကနိုင်ငံတွေထဲမှာဘောလုံးအစင်တန်းမြင်မာတဲ့မော်ရိုကိုလီဟာကာဆာဘလန်ကာဒါဘီကြောင့်လည်းနိုင်ငံရဲ့ရက်ရက်ကဘောလုံးပရိသတ်တွေရဲ့စိတ်ဝင်စားခြင်းခံလာတာလည်းဖြစ်ပါတယ်။ဆိုပါထိပ်သီးနှစ်သင်းရဲ့တွေးဆုံတဲ့ပွဲတိုင်းလူလူဟာပွဲမဆိုင်ကလေးကပြိုင်ဆိုင်မှုပြင်းထန်လို့နေတတ်ပြီးစာတင်ကြောင်းလမ်းတွေနဲ့လုပ်ငန်းခွင်တွေထဲမှာတော့နှစ်ဖက်ပရိသတ်အချင်းချင်းကပွဲပွင့်ငင်းတဲ့က၄၀မောင်းတိုက်တက်ကြပြီးကောင်းချင်းဆိုင်နေကြအောင်ကိုထူးခြားမှုရှိတဲ့ဒါဘီလို့ပြောလို့ရပါတယ်။ ူခြားတဲ့အနေနဲ့ကတော့ကာဆာဘလန်ကာဒါဘီယာနှစ်ဖက်သင်းပရိသတ်တွေရဲ့ပြိုင်ဆိုင်မှုနဲ့ကြီးမားတဲ့လူထောင်တောင်းပေါင်းများစွာရဲ့ပွဲစဉ်တွေအားပေးမှုတို့ကြောင့်ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းနေကြတာပဲဖြစ်ပါတယ်ပွဲစဉ်တွေနှစ်ဖက်သင်းပရိသတ်တွေဟာစားလုံးလှဖို့ချင်းရုပ်ပုံများပြိုင်ဆိုင်ချိန်ဆွဲသေးဖို့ချင်းမီရှူမီဂျီများနဲ့နှစ်သင်းလုံးကကိုစားပြုအစိမ့်အောင်နဲ့နေအောင်ပါတဲ့ဂျာစီအလန်ဆာရာတွေနဲ့တူညီစွာဝစ်စင်အားပေးလိရှိတာလည်းဖြစ်ပါတယ်ဒါပြင်စက်သိန်းထားစရာကောင်းတဲ့ချက်ကတော့ကာဆာဘလန်ကာဒါဘီရဲ့အမှတ်တင်ကြတာလို့တော့ပြောလို့ရပြီတော့တပွဲလုံးသက်ဆိုင်ရာအသင်းပရိသတ်ဒူကြီးရဲ့ ပေါ်ဟစ်အားပေးသံတွေပဲဖြစ်ပါတယ်။ပရိသတ်တွေရဲ့ညီညာစွာခုံပေါက်ပြီးတော့အားပေးနေတဲ့ပုံစံကလည်းကြံခိုင်မရှိတဲ့ဘောလုံးကွင်းထဲသာဆိုရင်ပြိုကျအောင်တဲ့အထိကိုပြန်ဆိုင်မှုကပြင်းထန်လွန်းလှပါတယ်။ကာဆာဘလန်ကာဒါဘီယာကဘာလဲခီးသွားရင်ဘောလုံးချစ်ပရိသတ်တွေအတွက်တော့စိတ်ဝင်စားစရာပြောင်းတစ်ခုလိုဖြစ်နေခဲ့ပြီးမော်ရိုကိုနိုင်ငံကာဆာဘလန်ကာမြို့ကိုရောက်ရင်တော့မဖြစ်မနေသွားကြီးတဲ့ဒါဘီတစ်ခုလိုတော့မှပြောလို့ရပါတယ်။ဒါဘီကာဆာဘလန်ကာဒါဘီရဲ့ဒူးကြချက်အနေနဲ့ကတော့အင်ဝင်ဝေကွင်းပရိသတ်တွေကိုပရိသတ်မျှတစွာဝင်ရောက်အားပေးခွင့်ပြုထားရလေဖြစ်ပါတယ်။ ဒါကြောင့်ကာဆာဘလန်ကာဒါဘီယာနဖာသင်းပရိသတ်တွေအားပေးတန်တွေကြောင့်အိမ်ဝင်ဝေးကွင်းအားနေချက်လို့ရှိမှာမဟုတ်လို့ဖွဲတိုင်းလူလူကိုစိတ်ဝင်စားဖွယ်ဟာကွင်းတွင်းကွင်းပြင်အားပြိုင်မှုတွေကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဘောလုံးရာသီမှာတော့ဝီဒက်ကာဆာဘလန်ကာအသင်းနဲ့ရာဂျာကာဆာဘလန်ကာအသင်းတို့ဟာပြိုင်ပွဲအသင်းတွေရဲ့အမပီးစရာဥဆောင်ခြင်းကိုခံထားပြီးတော့အစဉ်၃နဲ့အစဉ်၅တွေမှာအသီးသီးရပ်တည်ထားရလည်းဖြစ်ပါတယ်။ဒီနှစ်သင်းရဲ့တမိုင်းကြောင်းကိုပြောရမယ်ဆိုရင်တော့ကုံမယ်လို့တော့မထင်ပါဘူး။လက်ရှိရာသီအစမှလည်းဒီနှစ်သင်းကအစဉ်၅နဲ့၆ဆိုပြီးတော့မပီးစရာပေါ်အောင်နေထားမှာရပ်တည်နေပြီး ဂျာမန်ဒူနေထားကိုပိုင်ဆိုင်ထားတာတွေ့ရမှာပါဆိုတော့ပရိသတ်တွေကရောကာဆာဘလန်ကာဒါဘီကိုစိတ်ဝင်စားမှုရှိရလားဘယ်ဒါဘီပွဲတွေအကြောင်းနောက်လာမယ့်စီစဉ်မှာတင်ဆက်ပေးစီခြင်းလဲဆိုတော့ကိုယ်မမဝင်ရပြီးတော့မှတ်ချက်ပေးခဲ့ကြပါဦးစုံလီကြည့်ပြီးလို့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်